အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကောက်ရုံးမှုလက်လက်ဆက်ကလေးတွေဝယ်လာခဲ့ပါတယ်ပြီးတော့ကျွန်တော်ကဒီနေ့မှာချင်းချင်းဆက်ဆက်ကလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့တုံရန်မူချင်းဆက်ဟင်းလေးချက်ဆားมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ချက်ပြုတ်ကုန်စင်စင်ကိုလည်းပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာအရင်ဦးဆုံးတော့မှုလုံးလေးတွေကိုအကြီးကြီးဖြစ်နေလို့လေးစိတ်ကလေးတွေစိတ်ပေးလိုက်ပါတယ်ပြန်တော့ကြက်သွန်နီလေးတွေကိုလည်းနုံနုတ်ကလေးတွေလှီးပေးထားလိုက်ပါမယ်။ ကျက်သွန်ဖြူကိုလည်းတပြားရိုက်ပြီးတော့နုတ်နုတ်ကလေးဆင်းထားပါမယ်။ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုထချမ်းကလေးတွေအခုလိုပဲလှည့်ဖြတ်ထားလိုက်ပါမယ်ခင်ဗျာ။ဒါပြီးရင်တော့တုံရမ်းမူချင်းဆိုင်ဟင်းလေးစပြီးတော့ချက်တော့မယ်နော်။အရင်ဆုံးတော့စီပူပူလေးကိုစနေမုတ်လေးနဲငယ်ထည့်မယ်။ဒါပြီးရင်တော့လှည့်ဖြတ်ထားတဲ့ကျက်သွန်ဖြူနီလေးတွေထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။အနံ့လေးမွေးလာပြီဆိုရင်တော့ခရမ်းကျင်သေးလေးတစ်လုံးကိုလည်းအခုလိုပဲကကြီးလေးနဲ့ညှက်ထည့်ပေးလိုက်ပါရစေ။ ဒီရက်သေးတော့လေမိုးတွေလည်း special စော်နေတာဆိုတော့လေမိုးတန်တွေစူးညံနေတာကိုတော့သိခံပြီးအောင်เนาะရာသီဥတုကလည်းသိရတဲ့အတိုင်းပဲဖောက်ပြန်နေတာဆိုတော့လေကဲဒီမှာခရမ်းညင်သီးလေးထည့်ပြီးတော့အသေးချာလေးလိတ်သွားအောင်လို့ခရမ်းညင်သီးလေးကိုမှွေပေးပြီးရင်အယောင်တင်မှုန်နှဲငယ်ထည့်ပါမယ်ပြီးရင်တော့ထုံးစံတိုင်း ကျွန်တော်ရဲ့ဟင်းအရသာပြင်ဆင်မှုအနေနဲ့ထညာကလေးတစ်လုံးတော့မပါမဖြစ်ထည့်ပေးလိုက်ပါရယ်။ဒါပြီးရင်တော့တေချာလေးမှွေပေးပြီးရင်ငံပြာကြီးလေးပောက်ပြီးတော့မှွေးလာအောင်ထပ်ပြီးစီတက်ပေးလိုက်ပါမယ်ခင်ဗျာ။ငံပြာကြီးလေးထည့်ပြီးတော့စီတက်ပေးလိုက်တာဟင်းအနှံ့လေးမှွေးလာပြီဆိုရင်တော့တုံရံအနှစ်ထည့်ပါမယ်ခင်ဗျာ။အခုကျွန်တော်အသုံးပြုမဲ့တုံရံအနှစ်ထုတ်ကလေးရလေမဲဂျင်ဒစိတ်တိုင်းစတိုင်တုံရံအနှစ်ဖြစ်ပါတယ်ခင်ဗျာ ဒီတုံရန်နှစ်ကလေးကလေဈေးနှုန်းအဖြစ်လဲဘတ်ဂျက်ဖြစ်ပြီးတော့လေတထုံမှာပါလာတဲ့ပမာဏကလေတစ်ခါချက်စာဆိုပေမဲ့ကျွန်တော်ကဒီနေ့မှာတော့တဝက်ပဲထည့်လိုက်ရတယ်။ဘာလို့ဆိုတော့ तू ကအများကြီးပါတာဆိုတော့လေကျွန်တော်ချက်မဲ့မှုပမာဏနဲ့ကြတော့များနေတော့လေကျွန်တော်ကဒီတုံရန်အနှစ်ကလေးကိုတဝက်ပဲထည့်လိုက်ပါတယ်။ဒီတုံရန်အနှစ်ကလေအနက်လေးမှုွေးပြီးတော့အရသာတိတိမိမိရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီအနှစ်ကလေးဖောက်ထည့်ပြီးရင်တော့တခြားအရသာတိတ်အများကြီးမထည့်တော့ဘူးပေါ့နော်။ပြီးတော့မြည်ကြည့်ပြီးတော့မှသာလင်လူတလောက်ကလေးပဲအနှဲငယ်လိုက်ထည့်တော့မယ်။တုံရန်နှစ်ထည့်ပြီးတော့စီတက်ထားတာလေးနဲ့တေချာလုံးပေးပြီးရင် ော့ပိုင်းဖြတ်ထားတဲ့မှုလေးတွေထည့်လိုက်ပါမယ်ခင်ဗျာ ပြီးရင်တော့အချူမုတ်ကလေးအနှဲငယ်သာထည့်ပြီးတော့ရေလေးထည့်ပြီးတော့မှုလေးတွေကျက်သွားတဲ့အထည်ကိုအဖုံးအုပ်ပြီးတည်တင်ပေးထားလိုက်ပါမယ်အခုဒီနေရာမှာကျွန်တော်အသုံးပြုထားတဲ့မှုမရှိရင်လည်းတခြားမှုလေးတွေကိုဒီလိုပုံစံလေးတဝန်းရန်ဟင်းလေးချက်စားလို့ရပါတယ်ခင်ဗျာ။ အချိန်နှဲငယ်ယူပြီးတော့တေချာလေးတည်တင်ပေးထားလိုက်တာအခုဆိုရင်မှုဟင်းလေးကကြက်နေပါပြီခင်ဗျာအဲ့တော့အရသာလေးအနှဲငယ်မြည်ကြည့်မယ်ပြီးလို့ရှိရင်တော့လိုရာလေးတွေကျွန်တော်ကလိုက်ထည့်ပါမယ်ကျွန်တော်ကဒီမှာနည်းနည်းလေးမြည်ကြည့်လိုက်တဲ့အခါမှာလေးစားလေးနည်းနည်းပေါ့နေလို့စားလေးနည်းနည်းလေးပဲထပ်ပြီးထည့်လိုက်ရပါတယ်ကျန်တာကတော့ဘာမှထပ်ထည့်စရာမလိုဘူးသူ့ရဲ့အရသာကဟိုကေဆိုပြေပြီးသားပဲ အခုဆိုရင်တော့တုံရန်အနှံ့မှုမွေးလေးနဲ့ကျွန်တော်ရဲ့တုံရန်မှုချင်းဆက်ဟင်းလေးကကြက်နေပါပြီဒါပေမဲ့နောက်ဆုံးအနေနဲ့ခချမ်းလေးတွေလှီးဖြတ်ထားတဲ့ငြုပ်သီးစင်းလေးတွေကိုထည့်ပြီးတော့တေချာလေးတမသွားအောင်မှုပေးလိုက်ပါမယ်ဒါပြီးရင်တော့တုံရန်မှုချင်းဆက်ဟင်းလေးကစားဖို့ရန်အစင်းစင်းဖြစ်ပါပြီခင်ဗျာ ကဲဒါဆိုရင်တော့ဘောရာတို့လည်းຫມູ່ကိုကြော်စားနေရတာပဲယိုးနေပြီဆိုရင်တော့အခုကျွန်တော်ချက်စားသလိုမျိုးလေတုံရန်အရသာလေးနဲ့တုံရန်မူချင်းဆက်ဟင်းလေးချက်စားလို့လည်းရပါတယ်ခင်ဗျာအရန်စားလို့ကောင်းပြီးတော့ချင်းချင်းဆက်ဆက်လေးနဲ့မို့ထမင်းလဲမိန်ပါတယ်အဲ့ဒီတော့ဘောရာတို့လည်းတေချာလေးလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြအောင်နော် ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်ခင်ဗျာအားလုံးပဲရာသီအကူပြောင်းပါလေဖြားနာနေကြတာမို့လို့ကျမ်းမာရေးကိုလည်းအထူးဂရုစိုက်ဖို့ကျွန်တော်ကမှာချင်ပါတယ်နော်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့လိုရာဆန္ဒတွေတလုံးတဝတည်းပြည့်စုံကြပါစေကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်း